အလုံးမဲမင်္ဂလာပါရှင်။ Moment of Happiness Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဖျက်ပြပေးသွားမယ့်စာအုပ်ကတော့စာရေးသူဆရာဖူးကျော်စင် Future Wave ရေးသားတဲ့ Master of Money ငွေကြေးရိုးရဲ့အရှင်သခင်ဖြစ်စေဖို့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရရှင်။စာရေးသူဆရာဖူးကျော်စင်ဒီ Future Wave CCM Motivation Company Limited ရဲ့ founder and managing director တူလည်းဖြစ်ပါတယ်။အောင်မြင်ရေးတက်ကြန်းစာရေးဆရာ၊စိတ်မြင့်တင်ရေးဟောပြောသူတူဖြစ်ပါတယ်။စာပေလောကရဲကို2012ခုနှစ်မှစတင်ဝင်ရလာခဲ့ပြီးပထမစာအုပ်အဖြစ်ငွေကြေးကစားပွဲကိုရေးသားထုတ်ဝေခဲ့ပြီးထိုစာအုပ်ဖြင့်ရအားကောင်းစည်းဝင်စာရေးဆရာတယောက်ဖြစ်ခဲ့ပါတယ်။2012ခုနှစ်မှာစတင်ပြီး Future Way အမြင်ရေးနဲ့စိတ်တမြင့်တင်ရေးတင်ဒန်းကြောင်းကိုဦးစီးတည်ထောင်ခဲ့ပြီးမြန်မာနိုင်ငံအနှံတင်ဒန်းများနဲ့ဟောပြောပွဲများကို ြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာလက်ရှိအချိန်အထိကုမ္ပဏီလုပ်ငန်းပေါင်း80ကျော်တင်နန်းများပို့ချပေးခဲ့ပြီဖြစ်ပါတယ်။ငွေကြေးတို့ရဲ့အရှင်သခင်ဖြစ်စေဖို့အခမ်းတက်ငွေကြေးတို့ရဲ့အရှင်သခင်ကျွန်တော်ဟာမုတ်ဆိုးကြီးတယောက်ပါတားကောင်တွေကိုတောနဲ့ထဲမှာပြင်းပြင်းပန်းပန်းနဲ့အသက်ဆုံးကြိုပန်းရှာဖွေပြီးအသက်မွေးဝမ်းကြောင်းနေသူဖြစ်ပါတယ်။နေ့စဉ်တားကောင်တွေရှာဖွေနေရတဲ့အလုပ်ဟာတကယ်မလွယ်တဲ့အလုပ်တစ်ခုပါ။ တော်လိုက်အတွေ့အကြုံရှိတဲ့မုတ်ဆိုးကြီးတွေကမနေ့ကျောစာရုံကန့်ပြီးရှောက်ဖွေနေရပါတယ်။တခါတရံတားကောင်ကမုတ်ဆိုးဖြစ်ပြီးမုတ်ဆိုးကတားကောင်ဖြစ်တတ်ပါတယ်။ခက်လဲခက်ခဲသလိုစွန့်စားမှုတွေလည်းများကြီးရှိပါတယ်။ကျွန်တော်ဘဝရဲ့နေထိုင်လဲပတ်မှုပုံစံကတော့တိတ်မဆန်းလာပါဘူး။နေ့စဉ်နေ့တိုင်းလက်ဆွဲတော်လေးနဲ့မြားကိုယူ၊သမင်းထုပ်လေးဆွဲပြီးတောနဲ့ထဲကိုဝင်၊တနေကုန်သားကောင်ရှာရတဲ့အခါလဲရှိသလိုလက်ပလာနဲ့ပြန်လာရတဲ့အခေါက်တွေလည်းရှိတာပေါ့။ တားကောင်ရလာပြန်တော့ဟင်းစာလုတ်တန်လို့ရောင်းတန်ရောင်းချအချိန်တန်တော့တော့နဲ့ထဲပြန်ဝင်ဒီလိုနဲ့လက်ပတ်နေရတဲ့ဘွားကြီးကိုကျွန်တော်ညီငွေနေပါပြီကျွန်တော်ဟာအရွယ်ရောက်ကလေးကအလုတ်ကိုကျွကျွဆဆလုတ်ကင်ခဲ့ပါတယ်အခက်ခဲတွေဘလောက်ပဲရှိပါစေကျွန်တော်မမှုပါဘူးအမေလိုက်ပညာကိုကောင်းစွာသင်ကြားခဲ့ပြီးခုနှစ်အားနဲ့လှုပ်ဆောင်ခဲ့တာပါအခုဆိုရင်အတွေ့အကြုံရှိမိုးဆိုးကြီးတယောက်ဖြစ်နေပါပြီ ဒီဆင့်ရောက်ရင်အရာအလုံးပြည့်ပြည့်စုံလိုက်မယ်လို့ထင်ခဲ့တာပါတကယ်လက်တွေ့မှာတော့မိသားစုစာဝတ်နေရေးအတွက်ဖက်ဖက်မောအောင်လုံပန်းနေရတာပါဒါတောင်တိတ်အဆင်မပြေပါဘူးဒီလောက်စူးစားလောက်ကင်တာတာအဆင်ပြေမှုမရှိတာကိုကျွန်တော်မကျေနပ်ပါဘူးကျွန်တော်အဖိုးနဲ့အဖေလည်းဒီလိုပဲမုဆိုးကြီးဘဝနဲ့တသက်လုံးရှာဖွေရုန်းကန်ပြီးလူလောကကြီးကနေထွက်ခွာသွားတာပါကျွန်တော်ကလည်းဒီလိုရုန်းကန်လို့ရှာပြီးလူဘဝကြီးကနေထွက်ခွာသွားမှလား ဘဝမှာရှင်သန်နေထိုင်နေတာအမဲလိုက်ပြီးရှာဖွေစားသောက်နေုံတသက်အတွက်ပဲလားကျွန်တော်လေးလေးနက်နက်စဉ်းစားရပါတော့မယ်။ယုံကန်နေရတဲ့ဘဝကနေယုံထွက်နိုင်မှုအတွက်ပေါ့ဒီအတိုင်းပဲဆက်သွားနေရင်တော့ဒီအတိုင်းပဲဆက်သွားနေရပါလိမ့်မယ်။ကျွန်တော်ဘဝဒီအတိုင်းပဲဆက်မသွားချင်ရင်တော့ဒီအတိုင်းဆက်မသွားရုံပါပဲဒီတော့ကျွန်တော်ပြောင်းလဲမယ်ကျွန်တော်လောရက်တွေပြောင်းလဲမှာကျွန်တော်ရလက်တွေပြောင်းလဲမယ်ကျွန်တော်ရလက်တွေပြောင်းလဲမှာကျွန်တော်ဘဝကြီးပြောင်းလဲမှာပေါ့ ကျွန်တော်မှာချင်းသေးကြီးတကောင်ရှိပါတယ်အမဲလိုက်ချင်းသေးကြီးပါဒင်ချင်းသေးကြီးပိုင်ဆိုင်မှုအတွက်ကျွန်တော်စူးစမ်းပြီးရှာဖွေထားရတာပါကျွန်တော်ချင်းသေးကြီးကိုအရန်ချစ်ပါတယ်ဆုံရှုံသွားမှလည်းကြောက်ပါတယ်ကျွန်တော်ရဲ့ချင်းသေးကြီးကိုလုံခြုံစိတ်ချမှုရှိတဲ့လောက်အင်ကြီးတစ်ခုထဲမှာထည့်ထားပြီးဆောက်ရှောက်ထားပါတယ် ဒီလိုနဲ့ချင်းတိကြီးဟာလောက်အိမ်ထဲမှာအိတ်လိုက်စားလိုက်တဲ့အခြေအနေကိုနေပါတယ်။တကယ်တော့ဒီချင်းတိကြီးဟာအမဲလိုက်ကောင်းတဲ့ချင်းတိကြီးပါ။ခွားဗလာနဲ့လည်းပြည့်စုံပါတယ်။ကျွန်တော်ကသူ့ကိုကောင်းကောင်းခိုင်းတတ်ရင်သူဟာကျွန်တော်အတွက်အလုပ်ကျွေးပြုမယ်သူပါ။အခုတော့ကျွန်တော်ကသူ့ကို မခိုင်းမဲလောင်အင်ကြီးတဲ့ထဲထားတော့ဘာမှအကျိုးမဖြစ်ထွန်းမှုဖြစ်နေတယ်။ ။လောက်အင်ကြီးထဲမှာပဲနေတာကြရင်သူ့မှာရှိတဲ့အစွမ်းစားတွေကအလဟတက်တွေဖြစ်ကုန်တော့မယ်။ဒီတော့ကျွန်တော်စဉ်းစားတယ်ကျွန်တော်ကိုစားဒီချင်းတိကြီးကိုမဆိုးကြီးအဖြစ်မြဲလိုက်ခိုင်းမှဖြစ်မယ်။ဟုတ်တယ်သူ့ကိုကျွန်တော်ကောင်းကောင်းခိုင်းစားမယ်။လောက်အင်သေးကနေထုတ်တော်ရဲကိုလွတ်ပြီးအမဲသားကောင်းနဲ့ရှိုက်ဖွေခိုင်းရမယ်။ဒါနဲ့ပဲကျွန်တော်ချင်းတိကြီးကိုတော်ရဲလွတ်လိုက်ပါရတယ်။တော်ကနဲ့လည်းနဲ့အန်ဒီယဲလည်းများတော့ကျွန်တော်ချင်းတိကြီးကိုတေချာလေးချင်းပြမြလွှတ်ရတာပေါ့။ ကျွန်တော်ဟာမုတ်ဆိုးကြီးတယောက်ဖြစ်တဲ့အတွက်တော့အเจ้าကိုတော့ကောင်းကောင်းနားလဲပါတယ်။တော့အเจ้าနားမလဲမကျွမ်းကျင်ပဲအမဲလိုက်သွားရင်တော့အမဲသားကမရတဲ့အပြင်တော်ရဲမှာပဲသပွဲလဲလဲအန်ဒီရဲ့ကြုံမှာတေးချပါပဲ။ဒါကြောင့်တော်ရဲသွားကောင်ရွှာသွားမဲ့ကျွန်တော်ရဲ့ချင်းတေးကြီးကိုတေးချလေးကျင်ပြီးအမဲလိုက်လွတ်လိုက်ပါတယ်။ အတန်ကြာတော့ချင်းတီကြီးဟာတားကောင်တကောင်ကိုကြိုက်ချီကဂုံယူစွာနဲ့ကျွန်တော်စီပြန်လာခဲ့ပါတယ်ကျွန်တော်ကသူ့အမြင်မှုကိုအတိမတ်ပြုကြောင်းချီမွန်အဘေးစကားပြောပါတယ်ပြီးတော့သူကြိုက်ချီလာတဲ့တားကောင်ကိုယူလိုက်ပြီးသူ့ကိုခဏအနားယူစေပါတယ်တော်သွင်းအတွေ့အကြုံနေနဲ့ဘလို့တားကောင်ရအောင်ရှာခဲ့တယ်ဆိုတာကိုပါဆွေးနွေးအပြီးခဏကြာတော့ချင်းတီကြီးကိုတော်ရဲပြန်လွတ်လိုက်ပါတယ်ဒီလိုနဲ့ချင်းတီကြီးဟာတော်ရဲဝင်သွားလိုက်တားကောင်တကောင်ခြေလာလိုက်နဲ့ကျွန်တော်အတွက်အမဲတားကောင်ကိုကောင်းစွာရှာဖွေပေးနေပါဗျ။ မကြခင်မှာပဲကျွန်တော်ကချင်းတေးကြီးရှာပေးတဲ့အမဲကောင်၅ကောင်ရရှိလာပါတယ်။ဒီ၅ကောင်ကိုရောင်းချပြီးနောက်ထပ်အမဲလိုက်ချင်းတေးတစ်ကောင် ကျွန်တော်ဝယ်ယူလိုက်ပါတယ်။ဒီတော့ကျွန်တော်မှာချင်းတေးကြီး၅ကောင်ပိုင်ဆိုင်လာတာပေါ့။ပထမချင်းတေးကြီးလည်းအဖော်ရသွားတော့သူတော်တော်အားရှိသွားတယ်။သူတို့ချင်းတေး၅ကောင်ပေါင်းပြီးတော်တဲ့ကိုအမဲလိုက်အတူတူထွက်ကြတယ်။အပြန်အဆိုင်တောက်ကောင်တွေရှာဖွေလိုက်တာမကြခင်မှာပဲအမဲတစ်ကောင်စီကိုက်ချပြီးပြန်လာတာပေါ့။ ရှင်းနီအတိုင်းမဲ့သူတို့ကြိုက်ချီလာတဲ့သားကောင်နှစ်ကောင်ကိုယူထားလိုက်ပြီးသူတို့ကိုတော်ရဲပြန်လွတ်လိုက်ပါတယ်။နောက်တစ်ချော့သူတို့ပြန်လာတော့အမဲတစ်ကောင်စီထပ်ပါလာပါတယ်။ဒီလိုနဲ့ချင်းတီကြီးနှစ်ကောင်သွားလိုက်ပြန်လိုက်နဲ့အမဲရှာဖွေလိုက်တာငါးခေါက်လောက်လည်းရှိရောသူတို့ရှာပေးတဲ့သားကောင်ဆယ်ကောင်ကျွန်တော်ပိုင်ဆိုင်လာပါတယ်။ဒီသားကောင်ဆယ်ကောင်ကိုဘာလို့တင့်တယ်လဲလို့ကျွန်တော်ကောင်းကောင်းသိပါတယ်။ကျွန်တော်ချင်းတီအစ်စ်နှစ်ကောင်နဲ့ထပ်မံလဲလဲဝယ်ယူလိုက်တာပေါ့။ကျွန်တော်မှအမဲလိုက်ချင်းတီလေးကောင်ရှိသွားပါပြီ။ ဒီချင်းသေးတွေအုပ်စုလိုက်ပျပျော်ကြီးအမဲရှာထွက်တော့သူတို့တစ်ခေါက်ပြန်လာတိုင်းတကောင်စီခြီလာလိုက်တဲ့အတွက်တားကောင်လေးကောင်တပြိုင်နက်တည်းရရှိပါရတယ်။ငါးခေါက်လောက်ရှာပြီးတဲ့အပြီးမှာတားကောင်နေအကောင်20ရရှိလာပါရတယ်။ဒီတားကောင်20ကိုကျွန်တော်ချင်းသေးလေးကောင်နဲ့ထမှန်လေးယူလိုက်ပြန်ပါရတယ်။ကျွန်တော်မှချင်းသေး၈ကောင်ဖြစ်လာပါရတယ်။ချင်းသေး၈ကောင်ငါးကြော့ပြန်အမဲလိုက်တော့တားကောင်40ရလာပြန်ပါရတယ်။ကျွန်တော်ချင်းသေးအစ်စ်၈ကောင်ထမှန်ဝယ်ယူလိုက်ပါရတယ်။ဒီတော့ကျွန်တော်မှချင်းသေး16កောင်ရှိနေပါပြီ ဒီချင်းသေးတွေရဲ့စူးစမ်းမှုကြောင့်နောက်၅ကြောမှာတားကောင်80ရရှိလာပါတယ်။ဒီတားကောင်80ကိုနောက်ထပ်ချင်းသေး16ကောင်နဲ့လဲလှယ်လိုက်တော့ကျွန်တော်မှချင်းသေးပေါင်း32ကောင်ရှိလာပါတယ်။သူတို့၅ခေါက်အမဲထွက်လိုက်တာနဲ့တားကောင်160ရရှိပါတယ်။ကျွန်တော်ချင်းသေး32ကောင်ထမှန်လဲလှယ်လိုက်ပြန်ပါတယ်။ဒါဆိုရင်ကျွန်တော်အတွက်အမဲလိုက်ပြီးအလုတ်ကျွေးပြူနေတဲ့ချင်းသေးပေါင်းဟာ64ကောင် ဖြစ်သွားပါပြီ။ တခါတရံမှာတော့တားကောင်မရတဲ့ချင်းသေးတွေလည်းရှိပါတယ်။ဘာတားကောင်မှကိုက်ချီမလာပေမဲ့ဒီချင်းသေးပြန်လာရင် ပြီးတာပါပဲ။အဲဒါပေမဲ့အနှဲငယ်သောချင်းသေးတွေကတော့ပြန်မလာတာတို့ပျောက်ဆုံးသွားတာတို့ရှိတတ်ပါတယ်။တောဆိုတာကလည်းအန်ဒီယများတာကိုဒါပေမဲ့ကိစ္စမရှိပါဘူး။အစ်စ်တိုးလာတဲ့ချင်းသေးတွေရဲ့အည်အတွက်ကတကောင်တလေပျောက်သွားတာလောက်ကိုတော့ကောင်းကောင်းကာမိပါတယ်။ဒီလိုနဲ့ကျွန်တော်ဟာဒီချင်းသေးတွေကိုတားကောင်နဲ့ရှာခိုင်းလိုက်ချင်းသေးအစ်စ်တွေထပ်တိုးလာလိုက်နဲ့ ချင်းသေးပေါင်းများစွာပိုင်ဆိုင်နေတူဖြစ်လာပါတယ်။ချင်းသေးတွေများလာလေလေဒါးကောင်တွေပိုတိုးလာလေလေဖြစ်ပါတယ်။ဒါးကောင်တွေပိုတိုးလာလေလေချင်းသေးတွေပိုများလေလေပဲပေါ့။ဒါနဲ့ပဲကျွန်တော်ဟာချမ်းသာတီထက်ချမ်းသာလာခဲ့ပါတော့တယ်။အခုဆိုရင် ကျွန်တော်ချင်းသေးကြီးတွေကလည်းဒါးကောင်တွေကိုမနာတမ်းရှာဖွေပေးနေပါတယ်။တဖြည်းဖြည်းနဲ့ကျွန်တော်ဟာအမဲလိုက်ချင်းသေးပေါင်းများစွာကိုပိုင်ဆိုင်နေတဲ့ကြွယ်ကြီးတယောက်ဖြစ်လာပါတယ်။ဒါးကောင်တွေများပြားလာတော့စနစ်တကျစီမံခန့်ခွဲသုံးဆွဲပါတယ်။ ိုင်ဆိုင်ရရှိလာတဲ့တားကောင်တွေကိုသုံးပုံခွဲတပုံကကျွန်တော်နဲ့မိသားစုဆွေမျိုးသားချင်းအသွက်ထားပြီးနောက်တပုံကတားကောင်လိုအပ်နေသူတွေကိုပေးကမ်းပါတယ်။ကြံတပုံကိုတော့ချင်းတိအစ်စ်တွေနဲ့ထပ်မံလဲယူပါတယ်။ကျွန်တော်ရှာဖွေပိုင်ဆိုင်ခဲ့တဲ့ချင်းတိကြီးတွေနဲ့တားကောင်တွေဟာကျွန်တော်တယောက်တည်းအတွက်မဟုတ်ပါဘူး။ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေဟာမိဘတွေကိုလည်းလှုပ်ကြေးပြုစုနိုင်တယ်ဇနီးနဲ့သားသမီးတွေကိုလည်းအပူပင်မရှိလိုလေဆေးမရှိကျွေးမွေးထားနိုင်တယ် ဆွေမျိုးသားချင်းနဲ့ညီကိုမောင်နှမတွေကိုလည်းပေကန်းချင်းမြင့်ထောက်ပံ့ပေးနေနိုင်ပြီမရှိစင်ရဲသားတွေအကူအညီလိုအပ်နေတဲ့သူတွေပေကန်းလူတန်းနိုင်ခဲ့ပြီအများကောင်းကျိုးတွေရွက်တည်ပူးနိုင်ခဲ့ပြီဒါတွေအလုံးဟာမင်္ဂလာတရားတွေပဲမဟုတ်ဘူးလားကျွန်တော်အာမြင်မှုကြောင့်အများစိတ်ချမ်းသာရတယ်တစ်တပင်ကောင်းခဲ့လို့ငှက်တတောင်းနားနိုင်ခဲ့ပါပြီကျွန်တော်အယံပီတိဖြစ်ရပါတယ် ဒီလိုဘဝအခြေအနေမျိုးဟာကျွန်တော်မှတ်ခဲ့တဲ့အိမ်မက်ပါအခုတော့ဒီအိမ်မက်တွေမှန်ကန်လာခဲ့ပါပြီကျွန်တော်ဟာတားခေါင်တွေအတွက်ပူပင်တော့ကရောက်ဆရာမလို့တော့ပါဘူးအန်ဂျီများတဲ့တော့နဲ့ကြီးမှလည်းပင်ပန်းကြီးစွာအမဲလိုက်ဆရာမလို့တော့ပါဘူးလူလက်တဲ့ကိုပိုင်အခြေအနေလည်းပိုင်ဆိုင်လာခဲ့ပါပြီအမြဲတမ်းရုန်းကန်လှူရှားနေရတဲ့ဘဝမျိုးကနေယုံထွက်နိုင်ခဲ့ပါပြီကျွန်တော်သာမပြောင်းလဲခဲ့ရင်ကျွန်တော်သာမစွန့်စားခဲ့ရင်ဒီနေ့ဒီအချိန်ထိမနာတဲ့အမဲလိုက်ထွက်နေရမှာဖြစ်ပါတယ် ကျွန်တော်အဖေမုဆိုးကြီးကတော့ကျွန်တော်ကိုအမဲလိုက်နီးတွေတင်ပေးပြီးတမန်မုဆိုးကြီးတယောက်သာဖြစ်စေခဲ့ပါဗါတယ်။အခုကျွန်တော်အလဲရောက်ပါပြီ။ကျွန်တော်ရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့ဒါသမီးတွေကိုကျွန်တော်ကအမဲလိုက်နီးတွေတင်ပေးရုံသာမကချင်းတိကြီးတွေရဲ့အရှင်သခင်ဖြစ်နည်းကိုပါတင်ပေးနေနိုင်ပြီဖြစ်ပါတယ်။အနာဂတ်မှာတင်လေကျွန်တော်လိုချင်းတေကြီးရဲ့အရှင်သခင်အဖြစ်ရည်တည်နိုင်ပြီးမြို့ရိုးစင်ဆက်ချမ်းသာမှုအမွေကိုပေးဆပ်နိုင်သူဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ ဒီပုံမြင်လေးကနေတင်အတွက်ဘလို့အကျိုးကျေးဇူးတွေရလိုက်ပါသလဲဘာတွေမြင်လိုက်ပါသလဲဘလို့ခံစားရပါသလဲဘလို့အသွေးကြံတွေဖြစ်ပေါ်စေပါသလဲတကယ်တော့ချမ်းသာကြွယ်ဝပြီးငွေကြေးရဲ့အရှင်တခင်ဖြစ်ဖို့ဆိုတာမုတ်ဆိုးကြီးကချင်းသေးတွေကိုမွေးမြူပြီးခိုင်းစေတယ်လို့ငွေကြေးတွေကိုလည်းခိုင်းစေတတ်ဖို့လိုအပ်ပါတယ်လူအများစုချမ်းသာအောင်မလုပ်နိုင်ကြတာဟာအစပထမပိုင်းတော့ကမုတ်ဆိုးကြီးလိုတော်ရဲဝင်လိုက်တားကောင်ရှာလိုက်တဲ့အချိန်ကုန်နေခဲ့ကြလို့ဖြစ်ပါတယ် တားကငွေနောက်ကိုတသက်လုံးပင်ပန်းကြီးစွာလိုက်ရှာနေသည်။ဘယ်တော့အခါမှအရှင်တခင်ဖြစ်လာမှာမဟုတ်ပါဘူး။ငွေနောက်ကိုတကောက်ကလိုက်နေရင်ငွေရဲ့နောက်လိုက်ပဲဖြစ်မှာပါ။ငွေရရှိဖို့အတွက်အလုံးလုံးနေရင်ငွေရဲ့နောက်လိုက်ပဲဖြစ်မှာပါ။ငွေရဖို့အတွက်ပဲအလုံးလုံးနေရင်ငွေခိုင်းခြင်းကိုခံနိုင်တယ်။ငွေကြေးရဲ့ကျေးဇူးမဲ့ဖြစ်ပါလိမ့်မယ်။ဒီတော့ငွေအတွက်တသက်လုံးပင်ပန်းကြီးစွာလောက်ကင်နေမယ့်အစားငွေကိုပြန်ခိုင်းပြီးငွေရဲ့အရှင်သခင်ဖြစ်လာကငွေကြေးလွမြောက်စေဖို့ကြိုးစားရပါလိမ့်မယ်။ အလုတ်ကျွေးပြူနေတဲ့ချင်းသေးတွေအများကြီးပိုင်ဆိုင်ထားရတဲ့ချင်းသေးများရဲ့အရှင်တခင်မုတ်ဆိုးကြီးလိုဘဝအိမ်မက်တွေအမှန်တကယ်ဖြစ်လာစေဖို့ဒီစာအုပ်ကထောက်ကူပြုပါလိမ့်မယ်။ငွေနဲ့ပတ်သက်တဲ့အသွေးခေါ်ကောင်းတွေနီလန်ကောင်းတွေနဲ့အတူရုန်းကန်နေရတဲ့ဘဝကနေယုံထွက်နိုင်မှုအတွက်ပေါ့။အခုချိန်ကစတင်ပြီးရီမန်းချက်တာထားလိုက်ပါ။အနာဂတ်မှာငွေကြေးတို့ရဲ့အရှင်သခင်တင်ကိုယ်တိုင်ဖြစ်လာမှာကိုလုံးဝယုံကြည်ပါတယ်။ အကယ်၍တင့်အိတ်ကပ်အတွင်ဘာမှမရှိသည့်အခါတင့်အတွက်အပြစ်များစွာရှိနေလိမ့်မယ်လစ်ပြားစကပ်ပုံအခန်းနှင့်ဆင်းရဲသွင်းမှယုံထွက်လိုက်ပါဆင်းရဲတယ်ဆိုတာကိုဘလို့အတိတ်ဘွယ်ဖွင့်ဆိုမလဲဘလို့အခြေအနေမျိုးကိုဆင်းရဲတယ်လို့ခေါ်ပါတယ်အာလုံးနားလဲထားကြတာကငွေမရှိတာစားစရာနေစရာမရှိအိုမဲအိမ်မဲဖြစ်တာချူချူတဲတဲနေရတာဘဝမှာမပြည့်မစုံနဲ့အခက်အခဲဒုက္ခတွေကိုတတိကြီးခံစားရတာပေါ့ဆင်းရဲတယ်ဆိုတာ လိုအပ်တဲ့အရာတွေကိုဝယ်စရာမရှိတာလို့လည်းဖွင့်ဆိုကြပါဗျ။ဟုတ်ပါတယ်။စားဖို့တောက်ဖို့အတွက်စားစရာဝယ်ဖို့ငွေမရှိတာဆင်းရဲတာပါပဲ။ဝတ်စရာအဝတ်ထည်ကိုမဝယ်နိုင်တာမိသားစုနေဖို့ထိုင်ဖို့လိုအပ်တဲ့နေစရာအိမ်မရှိတာဆင်းရဲတာပါပဲ။ကျမရေးမကောင်းတာတော့ဆေးရုံပြဖို့ဆေးခန်းပြဖို့ဆေးဝယ်တောက်ဖို့မတတ်နိုင်တာဆင်းရဲတာပါပဲ။ဘဝမှာကောင်းစွာရည်တည်နေထိုင်ဖို့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ခြင်းမရှိတာဆင်းရဲတာပဲပေါ့။ ဆင်းရဲခြင်းရဲ့နောက်ထပ်အတိတ်ပဲကတော့စိတ်ခံစားမှုအရာအလိုမပြည့်နိုင်တာပဲဖြစ်ပါတယ်။ကို့မှာဘလောက်ရှိရှိအလိုမပြည့်သေးသေး၍ဆင်းရဲနေအောင်မှာပါပဲ။အလိုမပြည့်တဲ့စိတ်ဆင်းရဲမှုပေါ့။ငွေကြေးချို့တဲ့လို့လိုအပ်တဲ့အရာတွေကိုမဖြည့်ဆည်းနိုင်တာကလည်းဆင်းရဲခြင်းဖြစ်တယ်လို့ငွေတွေရှိနေပေမဲ့အလိုမပြည့်နိုင်တာလည်းဆင်းရဲခြင်းပါပဲ။ဘာမှငွေတွေတန်တဲ့ချီရှိပြီးဆင်းရဲနေတဲ့သူတွေအများကြီးပါ။လူချင်းနဲ့လောဘအတော်မတက်နိုင်သေးတဲ့ရေတော့ဆင်းရဲနေအောင်မှာပါပဲ။ ဒါကြောင့်ဆင်းရဲတာဟာဘယ်ဘက်ကလဲကြည့်ကြည့်တစ်ချက်လေးမှမကောင်းပါဘူးဆင်းရဲတာဟာဒုက္ခဆိုကြည့်တစ်ခုပါပဲကဲ့ယောဂဆိုကြည့်လို့ပါပဲဆင်းရဲတာဟာငမုတ်ခံပါတာပါပဲပူပန်တော့ကဖြစ်နေတာပါပဲစိတ်ပြက်အားငယ်ခြင်းတွေကိုလည်းဖြစ်စေပါတယ်ဆင်းရဲခြင်းဟာမျက်ရည်တွေကိုဖြစ်စေပါတယ်ဝမ်းနည်းပူဆွေးစေပါတယ်ဂုံဂုံပြောရင်ဆင်းရဲခြင်းဟာအပြစ်ခံစားနေရခြင်းပါပဲဆင်းရဲခြင်းကိုမုန်းနေဆင်းရဲတာဟာလုံးဝလုံးဝမကောင်းပါဘူးဗျာ ဆင်းရဲခြင်းကိုချစ်မြတ်နိုးတဲ့သူရဲ့လို့ရှိမယ်မထင်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းဆင်းရဲခြင်းရဲ့အခါတိအရာတာကိုအထိုင်လျောက်ခံစားဖူးတူပါပဲဒါကြောင့်ဆင်းရဲခြင်းကိုနှာကြီးလွန်းလို့တော်လန်နေခဲ့တာပေါ့တကယ်တော့ဘဝဆိုတာတိုက်ပွဲဆိုရင်ဒီတိုက်ပွဲဟာဆင်းရဲခြင်းကိုတိုက်တဲ့ပွဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကမ္ဘာလူဦးရေအများစုဟာတိုက်ပွဲမှာမအောင်နိုင်ကြပါဘူးဆင်းရဲခြင်းကို အနိုင်မတိုက်နိုင်ကြပါဘူး ဆင်းရဲသားတွေကိုမြင်နိုင်ဆင်းရဲတဲ့ရက်ကွက်တွေတွေကိုရောက်တိုင်းကျွန်တော်အမြဲစိတ်မကောင်းဖြစ်ရပါတယ်။မရှိဆင်းရဲသားတွေရဲ့ရင်တွင်းမှာဘလို့ခံစားနေရမယ်ဆိုတာကိုကိုချင်းစာအလေးထားနားလည်မိပါတယ်။ဆင်းရဲသားကလေးတငယ်တွေချူချူတဲတဲနဲ့ညဘက်ပေးရေးစွာနေထိုင်ကြရတယ်။လူငယ်လူလက်ပိုင်းတွေဆိုရင်လည်းပင်ပန်းကြီးစွာအလုံးလုံးကိုင်းအသက်မွေးဝမ်းကြရတယ်။လူကြီးတွေဆိုရင်လည်းမနာမနေနှစ်ဖူးကချွေချေမကြအောင်အလုံးလုံးကြရတယ်။ မျိုးသမီးတွေဟာဆိုရင်လေမိုးလင်းမိုးချုပ်ဆက်ရုံအလုပ်ရုံတွေမှာမဖြစ်စလငွေလေးတွေနဲ့တနေကုန်တနေခန်းရုံးကန်နေကြရသလိုဈေးရောင်းပန်းရောင်းဟင်တီဟင်းရွက်ရောင်းနဲ့ရုံးကန်နေရတာပါပဲတချို့ဆိုရင်လေရက်ွက်ထဲလက်အဝိရှော်ကလေးထင်ရေထန်းထင်းခွဲနဲ့ကြုံရကြပန်းအလုပ်တွေလုပ်ရင်ထမင်းဘူးဟင်းဘူးဈေးဘူးကလေးကြောင်းဈေးတွေရှာကြရတယ် ဆင်းရဲတဲ့တက်ကြီးတွေအိုတွေဆိုပိုတနာဖို့ကောင်းပါတယ်။ဘဝရဲ့နေဝင်ချင်းနီကပ်လာတဲ့အထိဆင်းရဲခြင်းဟာသူတို့ဘဝကိုလွှမ်းမိုးထားတော့ဘဝတသက်လုံးပြည့်ပြည့်စုံစုံမနေခဲ့ရ။အဟာရပြည့်ဝအာမစားတော့ခဲ့ရ။ကျမရဲ့အတွက်ဆေးဝါးကောင်းနေမမီဝဲခဲ့ရ။ကျမရဲ့အတွက်ပူပင်တော့ကရောက်နေရတာတသက်လုံးဒီပါပဲ။အီအီချမ်းချမ်းနဲ့တရားအာမထုံနိုင် အခုဆိုလမ်းဘေးမှာတောင်းရန်ဆတ်တောက်နေရတဲ့ဘဝဒီလိုနဲ့ဆင်းဆင်းရဲရဲနဲ့ဘဝနေကုန်ချုပ်ကြရအောင်မယ်။ ။ဆင်းရဲလို့ကိုမိဘရဲ့ဒုက္ခကိုဒီအတိုင်းကြည့်နေရတဲ့သားသမီးတွေ၊ဆင်းရဲလို့သားသမီးတွေမျက်နာငယ်တာကိုစိတ်ဆင်းရဲစွာနဲ့ကြည့်နေရတဲ့မိဘတွေ၊ဆင်းရဲလို့ကြောက်မထားနိုင်တဲ့ကလေးတွေစားစရာမဝနိုင်လို့ငတ်တည်တဲ့သူတွေဆင်းရဲလို့ဆေးမကုနိုင်ပဲယောဂဝေဒနာ ခံစားပြီးတိဆုံးနေကြရသူတွေဆင်းရဲလို့ဘဝပြတ်ကြရသူတွေဆင်းရဲလို့ဒုစရိုက်သားကောင်ဖြစ်ပြီးထောင်ထဲဝင်ကြရသူတွေ ဆင်းရဲလို့သူများအနေခံအဖိနေခံတဲ့သူတွေဆင်းရဲလွန်းလို့တောင်းရန်စားတောက်နေရတဲ့သူတွေကမ္ဘာနိုင်ငံအတီးတီးမှာအများကြီးပါပဲဆင်းရဲခြင်းကိုတိုက်ထုတ်ပစ်ကြဆိုဆင်းရဲမွေးတေမှုပြဒနာဟာတကယ်ပြဒနာကြီးတစ်ခုပါပဲဆင်းရဲမွေးတေမှုကိုတိုက်ဖျက်ရမယ်ဘဝဆိုတာတိုက်ပွဲဆိုရင်ကျွန်တော်တို့ဝင်တိုက်ရမယ်တိုက်ပွဲကတော့ဘဝရဲ့ဆင်းရဲမှုကို အပြတ်တိုက်ထုတ်နိုင်ရေးပါပဲ Microsoft တထေးကြီး Bill Gates ကနဲ့ပြောမယ်ဆိုရင်တော့ဘဝမှာဆင်းဆင်းရဲရဲနဲ့မွေးဖွားလာတာလူသားတွေရဲ့အပြစ်မဟုတ်ပါဘူး။ဒါပေမဲ့ဆင်းရဲမှုကိုအပြည့်မတိုက်ထုတ်နိုင်မယ်ဆင်းဆင်းရဲရဲနဲ့ဘဝတစ်ခုကုန်ဆုံးသွားမယ်ဆိုရင်တော့တကယ်အပြစ်ကြီးတစ်ခုပါပဲ။ဘဝတိုက်ပွဲကိုအနိုင်မတိုက်နိုင်မယ်ဆင်းရဲခြင်းလက်အောက်မှာတိုက်ပွဲကြတာလို့ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးဒီဆင်းရဲခြင်းတိုက်ပွဲကိုအနိုင်တိုက်ရပါမယ်။ဆင်းရဲခြင်းကိုအနိုင်တိုက်ဖို့ကအားလုံးရဲ့သမိုင်းပေးတာဝန်ပါပဲ။ စင်ရဲ့ချင်းရဲ့ရဆက်မှုဟာအထက်မှာဖော်ပြခဲ့သလိုပါပဲလူအများစုစင်ရဲနေကြတာဟာတိုက်ပွဲမှုဝင်ကြလို့ပါစင်ရဲ့ချင်းကိုတိုက်ထုတ်ဖို့စိတ်ကူးမရှိပဲစင်ရဲ့ချင်းအောက်မှာခေါင်းငုတ်ခံနေကြလို့ဖြစ်ပါတယ်ဒီလောက်ဆိုတဲ့စင်ရဲ့ချင်းဒီလောက်နာကြီးမုံတိဆရာကောင်းတဲ့စင်ရဲ့ချင်းကိုကျွန်တော်တို့မှမတိုက်ရင်ဘသူကကိုစားတိုက်ပွဲဝင်ပေးမှာလဲကိုဘွားကိုမိသားစုစင်ရဲ့တွင်ကနေလွတ်ဖို့ကိုယ်တိုင်မှမယုံထွက်ရင်တသက်လုံးစင်ရဲနေအောင်မှာပါပဲ ဘဒုကိုမှအပြစ်တင်မနေပါနဲ့ဆင်းရဲတွင်းမှာထိုင်ပြီးလက်ညှိုးထိုးအပြစ်တွေပြောနေမဲ့အစားဆင်းရဲတွင်းကလွတ်မြောက်အောင်ကြိုးပမ်းတင်ပါတယ်ကိုကိုတိုင်းလည်းလွတ်မြောက်ရမယ်ကိုမိသားစုကိုလည်းဆင်းရဲတွင်းကလွတ်ထွက်နိုင်အောင်ကူညီပေးနိုင်ရမယ်ဘာပဲဖြစ်ဖြစ်လွတ်လပ်ရေးရဖို့ဆိုရင်အားလုံးအတူတူတိုက်ပွဲဝင်ကြရမှာပဲမဟုတ်လားဒီနေ့ကစပြီးဆင်းရဲမွေတိချင်းဆိုတဲ့ရန်သူကြီးကိုအတိညာလက်နက်နဲ့ဆွဲကင်ပြီးတိုက်ထုတ်ပစ်ကြရအောင်။တင်ပွားအတွက်မေကွန်းလေးတွေဖြည့်ကြည့်ပါဦး။နံပါတ်၁ ။တင်ဘဝရဲ့အချိန်ကာလတစ်ခုကိုဆင်းရဲစွာနဲ့ဖြတ်တန်းခဲ့ဘူးပါဒလား။ဆင်းရဲခြင်းကြောင့်ခံစားရတဲ့နာကျင်မှုတွေတင်မှရှိပါဒလား။ဆင်းရဲခြင်းကြောင့်ဝမ်းနည်းပူဆွေးပြီးမျက်ရည်ကျခဲ့ရတဲ့အဖြစ်မျိုးတွေတင်မှရှိပါဒလား။နံပါတ်1စင်ရဲတွင်ကယုံထွက်လွမြောက်ခြင်းနဲ့စိတ်ဆန္ဒရှိပါသလားစင်ရဲခြင်းကိုအနိုင်တိုက်ထုတ်ပြဖို့စိတ်အားထက်သန်မှုရှိပါသလားနံပါတ်3စင်ရဲတွင်ကတင်ပါကြောင့်ယုံထွက်လွမြောက်ခြင်းနာလဲဆိုတဲ့အဓိကအချက်၃ချက်ကိုခြာရည်ပါ နံပါတ်၄နောင်လာမဲ့နှစ်အနေငယ်ကာလမှာချမ်းသာကြွယ်ဝတဲ့ဘဝအခြေအနေကို ရောက်ရှိလိမ့်မယ်လို့တင်းစိတ်ထဲကနေတဝင်ယုံကြည်နေပါသလားနံပါတ်၅ငါသည်စင်ရဲချင်းမှလုံဝလွမြောက်ပြီး ချမ်းသာကြွယ်ဝနေပါပြီဤစာကြောင်းကိုငါကြောင်းတိတိယုံယုံကြည်ကြည်နဲ့လေးလေးနက်နက်ရေးသားလိုက်ပါအလုံးဒီငွေမရှိသည့်အတွက်ညီထွားကြသည်အတိတရာလိုအပ်မှုအတွက်ကိုမူညီထွားသူမရှိရိုမေးနီးယားစကပုံအခန်းတော့ ငွေကြေးပြတနာဖြေခန့်ငွေကြေးပြတနာဆိုတာလူသားတိုင်းရဲ့ဘဝမှာရင်ဆိုင်ဖြည့်ရှင်နေရတဲ့ပြဿနာတစ်ခုပါ။လောကလူပေါင်းမှာငွေကြေးပြတနာမကြုံဘူးတဲ့လူရဲ့လို့မရှိပါဘူး။ငွေကြေးပြတနာဟာငွေကြေးချို့တဲ့လို့ဖြစ်တာတစ်ခုတည်းမဟုတ်ပါဘူး။ငွေမရှိတာလည်းပြတနာဖြစ်တယ်လို့ငွေရှိလာတဲ့အခါလည်းပြတနာတစ်မျိုးပါပဲ။တကယ်တော့ဆင်းရဲတဲ့သူတွေမှာရောချမ်းသာတဲ့သူတွေမှာပါငွေကြေးပြတနာတွေတနည်းတစ်ပုံကြုံတွေ့နေကြရတာပါ။ လူအများစုတွေးထင်တာကငွေကြေးတွေကျယ်ဝချမ်းသာလာပြီဆိုရင်ငွေကြေးပြဿနာကိုအအောင်မြင်မြင်နဲ့ဖြေရှင်းနိုင်မယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့ငွေတွေများလွန်းလို့ငွေကြေးပြဿနာတွေကြုံနေရတာကိုလည်းနားလည်စေချင်ပါတယ်။ငွေမရှိတာလည်းပြဿနာပါ၊ငွေမလုံလောက်တာလည်းပြဿနာပါ၊ငွေရှိပြီးဘာလုပ်ရမှန်းမသိတာလည်းပြဿနာပါ။ ငွေတွေအများအများကိုစီမံခန့်ခွဲတာညံ့လို့ငွေတွေဆုံးရှုံးနေတာတော့ရလဲပြဿနာတရက်ပါငွေတွေအများကြီးရှိတာပြဿနာလို့ဆိုလိုက်လို့အံ့ဩသွားပါသလားဒီလိုပြဿနာမျိုးငါတို့ကြုံချင်းစမ်းပါပြီလို့တွေးကောင်းတွေးမှာပါ ရဲစရာဟာတာတော့မလုပ်လိုက်ပါနဲ့တကယ်တမ်းကြုံလာရင်တင်ကိုယ်တိုင်ခေါင်းခဲရပါလိမ့်မယ်ဥပမာတင်လက်ထဲကိုငွေတန်းထောင်ချီပြီးရောက်လာခဲ့ပြီဆိုပါစို့တင်ပါလို့မလဲမသိရင်တော့ဒါဟာပြဒနာတစ်ခုပါပဲဒီပြဒနာကိုတိချာကင်တွေမဖြေရှင်းနိုင်ရင်တော့တန်းထောင်ချီရဲ့ငွေတွေဟာတင်ပွားတွေကနေပြန်ထွက်သွားမှာပါပဲ တချို့သူတွေဟာထိပေါလို့ငွေတွေအများကြီးဖြုံကနေရပြီးတိုက်ဆောက်ကားစီတထေးကြီးဖြစ်လာကြပေမဲ့လည်းနှစ်အနေငယ်မှာပဲရှိတဲ့များအထုခွဲရောင်းချပြီးအကျွေးတွေဝိုင်းနေဘဝပြန်လည်ရရှိသွားတတ်ပါတယ်။တချို့များကြတော့လည်းလက်ထဲငွေကြေးရှင်လာတာနဲ့မြူတူးခုံပေါက်ပြီးအောက်ခြေလွတ်ကုန်ကြတဲ့ယူယူမိုင်းမရင်းရံကားကငွေကိုရေလိုတုံဖြုံပြီးမဖြစ်တဲ့နာတွေဖြစ်ကုန်ကြတာလည်းရှိပါတယ်။ဒါဟာငွေတွေအများကြီးရှိလာတဲ့အတွက်ကြောင့်ဖြစ်နိုင်တဲ့ပြဿနာပါပဲ။ ငွေတွေများလာလေလေပြဿနာတွေများလာလေလေ more money more problem ဖြစ်ပါတယ်။ရည်ကြီးရည်ရှမ်းပြီးရည်ပေဒုက္ခတွေကရည်နစ်တလို့ငွေကြေးဟာအများကြီးကြမှာလဲနှိမ့်မုံသွားနိုင်ပါတယ်။လောကမှာငွေတွေများလို့ဖြစ်ရတဲ့ပြဿနာထက်ငွေမရှိလို့ဖြစ်ရတဲ့ပြဿနာကပိုများပါတယ်။ more money more problem လို့ဆိုပေမဲ့ no money ဆိုရင်လဲ more problem ပါပဲ။ဘလို့ပြဿနာပဲဖြစ်ဖြစ်ဖြေရှင်းနိုင်မှုကအထူးလိုအပ်ပါတယ်။ ငွေမရှိတဲ့ပြဿနာကိုမဖြေရှင်းနိုင်ရင်ဆင်းရဲတာရှိမှာဖြစ်တယ်လို့ငွေတွေရှစ်လွန်းတဲ့ပြဿနာကိုမဖြေရှင်းနိုင်ရင်လည်းဆင်းရဲသွားနိုင်ပါတယ်။ဒါကြောင့်ငွေကြေးပြဿနာဖြေခန်းဆိုတာဘဝအောင်မြင်မှုနဲ့သက်ဆိုင်နေတဲ့အရာတစ်ခုပါပဲ။အခုဖော်ပြမယ်ငွေပြဿနာနမူနာတွေကတော့ငွေမရှိတဲ့ဆင်းရဲသူတွေရောငွေရှိတဲ့ချမ်းသာသူတွေကိုပါငွေကြေးပြဿနာဒါမှမဟုတ်တစ်ခုခုနဲ့ကြုံနေရပြီဆိုတာတိတာထင်ရှားစေမှာဖြစ်ပါတယ်။ငွေမရှိတာနဲ့ပတ်သက်တဲ့ငွေကြေးပြဿနာနမူနာများနံပါတ် ငွေကြေးချိုတဲ့ခြင်းလုံလောက်တဲ့ငွေမရှိခြင်းပြဿနာနံပါတ်2ငွေမလုံလောက်လို့အကျွေးတွေယူရခြင်းပြဿနာနံပါတ်3ကျွေးမိများလုံးလို့ပြန်မဆက်နိုင်ခြင်းပြဿနာနံပါတ်4စာဝတ်နေရေးစရိတ်မြင့်တက်လာခြင်းပြဿနာနံပါတ်5လစာငွေဝင်ငွေနှဲပါခြင်းပြဿနာနံပါတ်6ဝင်ငွေတိုးပွားအောင်မလုပ်နိုင်ခြင်းငွေကိုကောင်းစွာမရှာဖွေတတ်ခြင်းပြဿနာနံပါတ်9စေဝါကုသချင်းကဲ့သို့သော အရေးပေါ်လူငွေအတွက်စူးစမ်းထားခြင်းမရှိသည့်ပြဿနာနံပါတ်၈ ငွေကြေးမပြည့်စုံလို့စိုးရိမ်တော့ကရောက်နေကြရတဲ့ပြဿနာငွေအမြောက်များရှိတာနဲ့ပတ်သက်တဲ့ငွေကြေးပြဿနာနမူနာများနံပါတ်၁ငွေကြေးပမာဏများစွာရှိနေခြင်းပြဿနာနံပါတ်၂ရှိတဲ့ငွေကြေးများစွာကိုဘယ်လိုစီမံခန့်ခွဲရမလဲမသိတဲ့ပြဿနာနံပါတ်၃မိမိငွေကြေးတွေလုံခြုံစိတ်ချမှုနဲ့ပတ်သက်တဲ့ပြဿနာနံပါတ်၄ယင်းနှိမ့်မြုပ်နှံမှုများလိုအပ်နေခြင်းပြဿနာနံပါတ်၅ ပိုင်ဆိုင်မှုစီးစိမ်ဥစ္စာတွေနဲ့ငွေကြေးများကိုစီမံခန့်ခွဲမှုညံဖြစ်တဲ့ပြဿနာနံပါတ်6တခိုးသမျှများနဲ့မိမိငွေကြေးဥစ္စာများအတွက်ကြာရောက်လာနိုင်မဲ့ NDA များပြဿနာနံပါတ်9မိတ်ဟောင်းမိတ်စတေတွေဆွေတွေမျိုးတွေဝိုင်းလာကြပြီးအကူအညီတောင်းကြငွေချေးကြတဲ့ပြဿနာနံပါတ်၈မိမိကိုယ်တိုင်လည်းဖြစ်နိုင်တယ်လို့မိမိသားသမီးတွေပါအောက်ခြေလွတ်ကုန်ကြပြီးထင်ရှားဆိုင်သွားနိုင်တဲ့ပြဿနာ ပြပြခဲ့တဲ့နမူနာအဖြစ်ဖော်ပြထားတယ်ဘလို့ငွေကြေးပြဿနာမျိုးတွေပဲဖြစ်ဖြစ်ဖြေရှင်းနိုင်မှုဆိုရင်ငွေကြေးဆိုင်ရာအသိဉာဏ်ပညာကျွယ်ဝနေဖို့လိုပါတယ်ပြဿနာမှန်တမျှကိုဖြေရှင်းနိုင်တာဉာဏ်ပညာသာဖြစ်ပါတယ်ငွေကြေးပြဿနာကိုငွေကြေးနဲ့ပဲဖြေရှင်းလို့ရမှာမဟုတ်ပါဘူးငွေကြေးဆိုင်ရာအသိပညာနဲ့ဖြေရှင်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ငွေကြေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းနိုင်မှုဆိုရင်ငွေကြေးဆိုင်ရာအသိဉာဏ်ပညာ financial intelligence ကမရှိမဖြစ်အရေးပါလာပါတယ် ငွေကြေးအတိညာဟာတိုးလေလေငွေကြေးပြဒနာတွေကိုလိမ္မာပါနဲ့စွာဖြေရှင်းနိုင်လေလေဖြစ်ပါတယ်။အပြန်လန်အနေနဲ့ငွေကြေးပြဒနာတွေကိုဖြေရှင်းနိုင်လေလေငွေကြေးအတိညာတွေပို့တိုးလာလေလေပဲပေါ့။ငွေကြေးပြဒနာတွေနဲ့ငွေကြေးဆိုင်ရာပြဒနာတွေကြုံလာရခြင်းဟာလုံလောက်ပြည့်စုံတဲ့ငွေကြေးအသိပညာမရှိသေးလို့ဖြစ်ပါတယ်။ဒါကြောင့်ဘဒုမဆုဘဝရဲ့ငွေကြေးပြဿနာဖြေခန်းမှာအောင်နိုင်မှုငွေပညာရှိဒုက္ခမိန်ကြီးတွေဖြစ်အောင်စူးစမ်းလေ့လာထားတင်ပါတယ်။ ဆင်းရဲသူတွေနဲ့ငွေကြေးပြဿနာဖြေခံဆင်းရဲသူတွေအများစုဟာငွေကြေးပြဿနာတွေကိုဖြေရှင်းဖို့ငွေကြေးဆိုင်ရာအသိပညာဗဟုတုတတွေနေပါလေးရှိတာကိုတွေ့ရပါတယ်။ငွေကိုဘယ်လိုကနေဘယ်လိုရှာဖွေရမှန်းမသိလောက်အောင်ဖြစ်တတ်ပါတယ်။ ပင်ပင်ပန်းပန်းနဲ့အလုတ်ကိုစူးစားပြီးလောက်ကင်တော့လေလုံလောက်တဲ့ငွေပမာဏကိုမရကြပြန်မှုသူတို့အသွေးခေါ်ကငွေတွေအများကြီးရလာရင် သူတို့ရဲ့ငွေကြေးပြဿနာတွေပြည့်လည်သွားလိမ့်မယ်လို့ယုံကြည်ထားကြပါတယ်။ပို့ဆိုတာကသူတို့ရဲ့ငွေပြဿနာကိုဖြေရှင်းနိုင်မှုအကျွေးတွေကိုယူလိုက်ကြပါတယ်။အကျွေးယူပြီးငွေကြေးပြဿနာကိုဖြေရှင်းတာကနောက်ထပ်ငွေကြေးပြဿနာတွေကိုဖန်တီးမိမှန်မသိဖန်တီးနေမိချင်ပါပဲ။လူလက်တန်းစားတွေရဲ့ငွေကြေးပြဿနာဖြေခံ လူလက်တန်းစားတွေအနေနဲ့ကတော့ငွေကြေးပြတနာကိုနီလန်ပေါင်းစုံနဲ့ဖြည့်ရှင်တတ်ကြပါတယ်။ကျောင်းပညာရေးမှထူးချွန်အောင်ဂုံတူးယာတူးပွဲတွေရအောင်ကြိုးစားပြီးကုမ္ပဏီကောင်းကောင်းအလုပ်ကောင်းကောင်းမှယာတူးကြီးကြီးရဖို့ဆိုရင်ပြည်လဲပြည်လို့ယုံကြည်လေးရှိကြပါတယ်။ငွေကြေးအရာလုံခြုံစိတ်ချ မှုရှိဖို့အာမခံချက်ရှိတဲ့အလုပ်တစ်ခုကိုဆွဆွဲမြဲမြဲလုပ်ကိုင်ပြီးငွေပြဌနာတွေကိုပြည်လဲအောင်အမျိုးမျိုးဖန်တီးကြပါရယ်ငွေကြေးကိုစနစ်တကျသုံးစွဲတကျပါရယ်စီမံခန့်ခွဲပြီးသုံးသပ်တယ်လို့ငွေကိုလည်းစုတတ်ကြပါရယ်အဓိကအလုပ်တစ်ခုအပြင်အချိန်ရရင်ရတယ်လို့အချိန်ပိုင်းအလုပ်လေးတွေပြည်လုံးတက်ကြပါရယ်အပူဝင်ငွေလေးပါလေးရတာပေါ့လက်ရှိရနေတဲ့လဆာငွေထက်ပိုရရင်အဆင်ပြေမယ်လို့လည်းထင်နေတကြပါရယ်ဒီအတွက်အလုပ်ပိုလုပ်တဲ့လဆာတူတောင်းနဲ့ဒါမှမဟုတ်လက်ရှိအလုပ်ထက်လဆာပိုကောင်းတဲ့အလုပ်ကို ရွေးချယ်ပြောင်းလုပ်ကြရတယ်။ဒါမှမဟုတ်သေးရင်လည်းအပေါ်ဝင်ငွေရအောင်အချိန်ပိုင်း part time job တစ်ခုခုကိုလုပ်ကြရတယ်။တချို့ကြတော့လည်းအိမ်ဆိုင်လေးပါလေးဖွင့်နေရလာတဲ့ငွေကြေးတွေကိုကြစ်ကြစ်ပအောင်စုဆောင်ထားကြရတယ်။ငွေတွေကိုမတုံးဆွဲရဖဲအသေးစုဆောင်ထားကြရတယ်။သူတို့ငွေဟာငွေအရှင်မဖြစ်ဖဲငွေသေးဖြစ်နေကြရတယ်။အရေးပေါ်ငွေလိုအပ်လာရင်စုဆောင်ထားတာလေးတွေရှိတော့စိတ်ချရတာပေါ့လို့ပြောပြီးငွေကြေးပြဿနာအခက်ခဲကြုံလာရင်ဖြေရှင်းဖို့အသင့်ဆူထားတတ်ကြပါဗျာ။ သူတပါအတွက်ငွေကြေးပြတနာဖြေခံ လခစာအလုတ်သမားဝန်တန်းတွေအများစုဟာသူတို့ရဲ့ငွေကြေးပြဿနာတွေကိုဖြေရှင်းဖို့အလုတ်ကိုစူးစမ်းလောက်ကင်ကြတယ်လို့ထင်ရပေမဲ့တကယ်တမ်းသူတို့ဖြေရှင်းနေတာဟာသူတစ်ပါးရဲ့ငွေကြေးပြဿနာကိုပါသူတို့ကတော့သူတို့အတွက်သူတို့အလုတ်လုပ်တယ်လို့ထင်နေပေမဲ့တကယ်တမ်းလုတ်ပေးနေရတာဟာသူတို့အလုတ်ရှင်အတွက်ဖြစ်နေတာပါကိုသက်ထားတဲ့အသက်ပညာကျွမ်းကျင်မှုတွေနဲ့တပါးတူရဲ့အလုတ်တွေကိုလုတ်ပြီးအလုတ်ရှင်ကိုစားတာဝန်ယူဖြေရှင်းပေးနေရတာပါဥပမာကိုကကိုရဲ့ကိုပိုင်ငွေနဲ့စင်းကင်တန်တန်တစ်ခုကိုသွားတတ်ပါတယ်ကိုကျွမ်း န်းကျင်သားတော့အလုံးဝင်နဲ့ကိုတင်ယူလေ့လာခဲ့တဲ့အသက်ပညာနဲ့ကိုအလုံးရှင်တထေးရဲ့လုပ်ငန်းအတွက်ငွေကြေးစီရင်အင်းတွေကိုဖြည့်ရှင်ပေးရတယ်။လာထုံနှစ်ထုံနဲ့ငွေကြေးစီစဉ်ခန်းစာတွေရေးဆွဲပေးရတယ်။အလားတူကိုကအယောင်ကျွမ်းကျင်သူဖြစ်တဲ့ဆိုပါဆိုကိုရဲ့အယောင်ပညာနဲ့ကိုထုတ်ကုန်ကိုကိုမရောင်းမဲ့ကိုအလုံးရှင်ရဲ့ထုတ်ကုန်တွေဈေးကွက်မှာများများရောင်းရအောင်အမျက်တွေများများရအောင်အချိန်ပေးဖြည့်ရှင်နေရပါတယ်။ ဒီတော့ကိုဖြည့်ရှင်းပေးနေတာကိုရဲ့ငွေကြေးပြဿနာအတွက်လားအလုံးရှင်တထေရဲ့ငွေကြေးပြဿနာအတွက်လားဆိုတာစဉ်းစားကြည့်တင်ပါတယ်ကိုဖြည့်ရှင်းပေးတာသူတစ်ပါးအတွက်ဆိုသူတစ်ပါးကတာပြည်လဲသွားပါလိမ့်မယ်ကိုကတော့ငကိုမူလအတိုင်းပါပဲ ိုဖြေရှင်းတာကိုပြတနာအတွက်အမှန်တကယ်ပဲဆိုရင်တော့ကိုတိုင်းပြေလဲလာမှာပေါ့ကိုအတိညာနဲ့သူတစ်ပါးအတွက်စင်စားပေးပြီးလုပ်တယ်ဆိုရင် ကိုအတွက်လည်းအချိန်ပေးလို့ဆောင်တင်ပါတယ်တနေ့24နာရီမှာအလုံးချိန်7နာရီကအလုံးအတွက်အချိန်ပေးထားတယ်ဆိုကျန်တဲ့16နာရီဟာကိုရဲ့ကိုပိုင်အချိန်တွေပါပဲဒီအချိန်တွေကိုတခြားစီမံခန့်ခွဲပြီးကိုပြတနာကိုပြေလဲအောင်ဖြေရှင်းတင်ပါတယ်ချမ်းသာတော်သူတွေရဲ့ငွေကြေးပြတနာဖြေခံ ချမ်းသာကြွယ်ဝတဲ့သူတွေအနေနဲ့ကတော့ငွေကြေးပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲအမြဲတမ်းစားနေတတ်တယ်လို့ငွေကြေးဆိုင်ရာအသိပညာတွေကိုလည်းစနစ်တကျသိရှိနားလည်အောင်လေ့လာသင်ယူထားပါဗျ။တမန်တူလိုကိုလို အောက်ခြေဘွားကနေတက်လာတဲ့ချမ်းသာတူတွေအဖို့ငွေကြေးပြဒနာ ဖြည့်ရှင်းလာခဲ့တဲ့အတွေ့အကြုံကအနေနဲ့အများဆိုသလိုပြေဝနေခဲ့ပြီးဖြစ်လို့ပါပဲ။မချမ်းသာခင်ကလည်းချမ်းသာလာဖို့ငွေကြေးအသိပညာအရေးကြီးတယ်လို့ ချမ်းသာတဲ့အခါမှာလည်းပြန်မစင်ရဲသွားစေဖို့ငွေကြေးပညာကအရေးကြီးပြန်ပါတယ်။ငွေကြေးပညာကျွယ်ဝတဲ့ချမ်းသာသူတွေအဖို့ချမ်းသာပြီးရင်ချမ်းသာနေတော့မှာပါပဲ။ငွေကြေးပညာချို့တဲ့နေတဲ့ချမ်းသာသူတွေကတော့နှစ်နေငယ်အတွင်းပြန်လဲဆင်းရဲသွားနိုင်ပါတယ်။တချို့တချေကြီးတွေအခြေအနေတစ်ခုခုကြောင့်လုပ်ငန်းတွေတချို့ဆုံးရှုံးသွားပြီးလမ်းဘေးရောက်ခဲ့ကြပေမဲ့သူတို့ဟာမကြခင်မှာပဲမီလီယံနာဘီလီယံနာတွေပြန်ဖြစ်လာပါတယ်။ တို့ကိုတထေးတကျွဲကြီးတွေဘဝပြန်ရအောင်လှူဆောင်ပေးခဲ့တာကတော့ငွေကြေးအဋ္ဌဉ္ဏပညာတာဖြစ်ပါတယ်။အဋ္ဌဉ္ဏပညာမရှိလို့ချမ်းသာတဲ့ဘဝကနေဆင်းရဲသွားပြီးအထင်ရှားဆုံးတာရဏတစ်ခုကတော့ဂရေ80တထေးသားပုံမြင်ပါပဲ။ဘလောက်ချမ်းသာချမ်းသာနောက်ဆုံးရလက်ကတော့ခလက်ဆွဲပြီးတောင်းစားရတဲ့သူဆင်းရဲဖြစ်သွားတာပါပဲ။ အသိပညာပြေဝတဲ့သူစင်ရဲဘွားကနေတထေးကြီးဘွားရောက်သွားခဲ့တဲ့တာတကားကတော့အလုံးဖက်ဖူးပြီးသားဖြစ်တဲ့ကျွတ်တီတခုအရင်ပြုဆိုတဲ့ပုံမြင်ဝတ္ထုတခုပေါ့တကယ်တော့ကျွတ်တီတကောင်ဟာဒီသူစင်ရဲလို့ချမ်းသာသွားစေတာမဟုတ်ပဲသူရဲ့အတိညာကသာလင်သူကိုတန်းချွတ်တထေးကြီးဖြစ်သွားစေခဲ့တာပါဒါကြောင့်လောကမှာ ငွေကြေးဆင်းရဲတာထက်အသိပညာဆင်းရဲတာဟာအဆိုးဆုံးဖြစ်တယ်လို့ပညာရှင်တွေမိတ်ဆိုခဲ့တာဖြစ်ပါတယ်။ငွေကြေးဆိုင်ရာအသိဉာဏ်ပညာတွေဒါပြေဝခဲ့မယ်ဆိုရင်ဆင်းရဲချမ်းသာမရွေးငွေကြေးပြဿနာတွေကိုကျန်းကျင်လိမ့်မာစွာဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ငွေကြေးဆိုင်ရာအသိဉာဏ်ပညာ financial intelligence ငွေကြေးပြဿနာတွေဖြေရှင်းနိုင်မှုဆိုရင်ငွေကြေးဆိုင်ရာအတိဉဏ်ပညာတွေလိုအပ်ကြောင်းကိုသိရှိပြီးဖြစ်ပါတယ်။ဒီတော့ငွေကြေးဆိုင်ရာအတိဉဏ်ပညာတွေဆိုတာဘာတွေလဲ?ကျွန်တော်တို့စူးစမ်းလေ့လာပြီးညံ့ရင်တန်လာအောင်အထောက်ကျစားတင်ပါတယ်။အရာအလုံးအမြင်မှုမှာအတိဉဏ်ပညာကသာလင်အခရာဖြစ်ပါတယ်။ ဉာဏ်ပညာရဲ့သဘောဟာအကြောင်းအကျိုးအကောင်းအဆိုးအဖြူအမဲအမားမှန်တို့ကိုခွဲခြားစိတ်ဖြာသိမြင်နိုင်တဲ့အသည့်ဖြစ်ပါတယ်။ဒီတော့ငွေကြေးပညာအသိဉာဏ်ဆိုတာကလည်းငွေကြေးနဲ့ပတ်သက်တဲ့အကောင်းအဆိုးအမားအမှန်လှုပ်တင်မလှုပ်တင်တို့ကိုတိတိကျကျသိရှိတဲ့အသိဉာဏ်ပါပဲ။ငွေကြေးနဲ့ပတ်သက်တဲ့အသိဉာဏ်ထဲမှာပါဝင်တဲ့အမျိုးအစားတွေကတော့နံပါတ်1ငွေကြေးများကိုရှာဖွေနိုင်ခြင်းနံပါတ်2ငွေကြေးများအားကာကွယ်ထိန်းသိမ်းနိုင်ခြင်းနံပါတ်3ငွေကိုစနစ်တကျသုံးစွဲတတ်ခြင်းနံပါတ် ငွေကြေးစီမံခန့်ခွဲမှုကောင်းစွာနိုင်နေခြင်းနံပါတ်၅ငွေကြေးစီစဉ်မှုအရှိန်ဟုန်ကောင်းကောင်းလည်ပတ်နိုင်အောင်ဖန်တီးနိုင်ခြင်းနံပါတ်၆ငွေကြေးတွေကိုကျွမ်းကျင်လိမ္မာစွာခိုင်းစေတတ်ခြင်းနံပါတ်၇ ငွေကြေးရင်းနှီးမြှုပ်နှံမှုများနဲ့ငွေကြေးဆိုင်ရာသတင်းအချက်အလက်များတိုးပွားစွာရရှိခြင်းနံပါတ်၈အနာဂတ်ငွေကြေးစီမံကိန်းကောင်းကောင်းရှိခြင်းစာရာတွေဖြစ်ပါတယ်အသိဉာဏ်ပညာတွေတိုးပွားအောင် လေ့ကျင့်ပြုထောင်ရင်တိုးတောင်းလာတဲ့ဘဝသက်တမ်းမှာငွေကြေးကိုဉာဏ်ရှိရှိအသုံးချပြီးကောင်းကျိုးရရှိအောင်ဖြစ်ထွန်းအောင်လှုပ်ဆောင်သွားနိုင်တဲ့အသိပညာရှင်တွေဖြစ်နိုင်ကြပါစေငွေကြေးပြဿနာဖြေခန်းကိုကောင်းစွာဖြေရှင်းနိုင်တဲ့ငွေပညာရှိတုခမိန်တွေဖြစ်ပါစေလို့ဆုမကောင်းတောင်းလဲရပါတယ်